ကြားလုံးမဲ့မင်္ဂလာပါတိကျကျိပါပေါ်ပင်တဲ့စာအုပ်လေးယူပြဒီနေ့တော့ကျွန်တော် English grammar ကိုလုံးဝအနှစ်ချုပ်ပြောပြပေးမယ် parts of speech ပေါ့နော် parts of speech ဆိုတာကတော့ building blocks of English grammar ပေါ့ဒီ English grammar တွေ English စာကြောင်းတွေအဲ့ဒါတွေမှာဒီ8 part of speech တဲကကိုမထွက်ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်8 part of speech ကဘာလဲဆိုတာကိုအရင်အနှစ်ချုပ်ပြောရအောင် 8 part of speech ပေါ့နော်8 parts of speech ကအဲ every word in english belongs to one of these categories အဲ့တော့ဆိုလိုချင်တာကအင်္ဂလိပ်စာမှာတွေးသမျှစကားလုံးတိုင်းကဒီ category ရှစ်မျိုးတွေကဒီ8 parts of speech တဲကနေကိုမထွက်ဘူးအင်္ဂလိပ်စာဒါတွေနဲ့ပဲဖွဲ့စည်းထားတာရမနော်အဲ့တော့အဲ့အဲ့ဒီရှစ်မျိုးကဘာလဲဆိုရင် number 1က nouns nouns ကတော့ငငယ်ကလေးကသင်မှုတယ်ဘာလဲတက်ရှိတက်မဲ့ dress ရှိ grammar ရိုးကြီးအမည်ဟုသမျှကို noun ဟုခေါ်သည်အဲ့တော့ကျွန်တော်တို့နာမည်မှန်သမျှက nouns ပဲဗျာ ဘာလို့လူနာမည်တွေလည်းဖြစ်မယ်နေရာနာမည်တွေဖြစ်မယ်ပြီးရင်အရာဝတ္ထုနာမည်တွေဖြစ်မယ်ဟုတ်ပြီနော်ဒါတွေကို nouns လို့ခေါ်တယ်နောက်တစ်ခုကကြတော့ pronouns pronouns ဆိုတာကတော့နံစားပေါ့နော်နံစားသုံးတာပေါ့ဥပမာထားပါတော့မိန်းကလေးတစ်ယောက်ထားပါတော့နော် Rachel ဆိုတဲ့အမျိုးသမီးလေးအဲ့ဒါ Rachel ဆိုတာသူ့ရဲ့ noun ဖြစ်ပြီးတော့မှသူ့အကြောင်းကိုထပ်ပြောရဆိုကျွန်တော်က she သူမလို့ပြောရဆိုရင်ဒါက pronouns ဖြစ်သွားပြီတို့ပါမယ်နော်သူတို့သူမတို့အဲ့ဒါတို့ဒါတွေက pronouns တွေပေါ့နော် ခုနနာမည်ရဲ့အစာတုံးလိုက်တဲ့ဟာလေဟုတ်ပြီ verb verb ဆိုတာကတော့ဘာလဲဆိုရင်ခုနကဒီ pronouns တွေ nouns တွေဘလို့ဘာလောက်ကြတယ်လဲဆိုတာကိုပြောပြတဲ့ဟာကို verb လို့ခေါ်တယ်ကရိယာပေါ့ဗျာဟုတ်ပြီနော်ဥပမာထားပါတော့ခုန Rachel Rachel ကပြေးတယ် Rachel အိတ်တယ် Rachel စားတယ်ဒီဟာစားတယ်အိတ်တယ်ပြေးတယ်ဆိုတာတွေကဒါတွေကဘာလဲ verb တွေပဲရမယ်နော် Okay နောက်တစ်ခုက adjective 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 ဆိုတာကကြတော့ခုနက နန်တို့ဒီနန်ကိုသွားပြီးတော့မှဘာလုပ်တာလဲဆိုရင်ထပ်ပြီးတော့မှ information ထပ်ပေးတာဗျဟုတ်ပြီ Rachel is a girl Rachel ကဘာလဲမြို့သမီးတစ်ယောက်ဖြစ်တယ် Rachel is a blue girl လဲဆိုရင် beautiful girl ချောမောလပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်အဲ့ဒီက beautiful က adjective ပဲခုနကဒီ girl ဆိုတဲ့ noun ကိုသွားပြီးတော့မှထပ်ပြီးတော့မှဘလိုမိန်းကလေးလဲဆိုစိတ်ဝင်စားဖို့ကောင်းအောင်လို့ information ထပ်ပေးလိုက်တာအဲ့ဒါ adjective ပဲ ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုက adverbs adverbs ဆိုတာကခုနက adjective က noun ကိုကိုသွားပြီးတော့မှ information ထပ်ထည့်တယ်လို့ပဲ adverb ကကြတော့ဒီ verb ကိုထပ်ပြီးတော့မှ information ထပ်ပြီးတယ်ရမယ်နော်ဥမာ Rachel speak Rachel စကားပြောတယ် speak ဆိုတာဒီမှာ the verb ပေါ့နော် Rachel speak စကားပြောတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်ကအဲ့ဒီစကားပြောတဲ့ပုံစံကိုကျွန်တော်က ထပ်ပြီးတော့ information ထပ်ပေးမယ်သူကတိုးတိုးပြောတာလားကြဲကြဲပြောတာလား Rachel speaks loudly အဲ့ဒီ loudly ဆိုတာ adverb ပဲကြဲလောင်စွာစကားပြောတယ်ဟုတ်ပြီနော်အဲ့ adverb ဆိုတာကကျွန်တော်တို့က verb ကိုသွားပြီးတော့မှအထူးပြုတာကို adverb လို့ခေါ်တယ်ပြီးရင် prepositions preposition ဆိုတာကတော့ကျွန်တော်တို့ in တို့ on တို့ at တို့ပေါ့နော်စတဲ့စကားလုံးတွေဒါတွေက preposition လို့ခေါ်တယ်ပြီးရင် conjunction conjunction ဆိုတာကကျွန်တော်တို့ word တွေကိုစကားလုံးတွေတစ်ခုနဲ့တစ်ခုကိုဆက်တာလည်းဖြစ်မယ် clauses တွေကိုတစ်ခုနဲ့တစ်ခုဆက်တာလည်းဖြစ်မယ်ဒါမှမဟုတ် sentence တွေတစ်ခုနဲ့တစ်ခုဆက်တာလည်းဖြစ်မယ်ဘလို့စကားလုံးမျိုးတွေလဲဆိုရင် and and တို့ but but တို့ or or bc usc because တို့ဒါမျိုးတွေကို conjunctions လို့ခေါ်တယ်နောက်ပိုင်းမှာအသေးစိတ်ရှင်းပြမယ်နောက်ဆုံးကတော့ interjections interjection ကလွယ်တယ် interjection ကဘာလဲဆိုရင် amidate တွေ မြန်မာလိုဆိုရင်တော့ဟာတို့ဟဲတို့အမလေးတို့ဒါမျိုးတွေပေါ့နော်ဒါကို interjection လို့ခေါ်တယ်အင်္ဂလိပ်မှာဆိုရင်လဲ wow တို့ပြင်ပါလဲ ouch တို့ပြီး oops တို့ဒါမျိုးတွေပေါ့ဒါတွေကို interjections လို့ခေါ်တယ် okay အဲ့တော့ဒါ8 part of speech ရဲ့အကြံပြင်းဟုတ်ပြီပြီးရင်နည်းနည်း deeply သွားရအောင် deeply ဆိုရင်မဲဒီဟာကကျွန်တော်အနစ်ချုပ်ဆိုတဲ့အတွက်အရင် deeply တော့သွားမထအောင်နော်အကြမ်းမြင့်ရေပူရသဘောပေါက်အောင်ပဲရှင်းပြပေးမယ်။ Okay ။ပထမဆုံးတွေ့ရမှာ nouns nouns ကဘာလဲဆိုရင်ね words that name people places things or idea အဲ့တော့နာမည်မှန်သမျှ nouns ပဲဗျာဟုတ်ပြီနော်အဲ့မှာ nouns မှာကျွန်တော်ဒီမှာအကြံပြင်ခွဲခြားလိုက်ရင် common nouns နဲ့ proper nouns ဆိုပြီးတော့မှာ2မျိုးရှိမယ် common nouns ဆိုတာကတော့အများနဲ့သက်ဆိုင်တဲ့နာမ်နေပေါ့နော်ဥပမာ teacher ဆရာဆရာဆရာမပေါ့ဗျာဆရာပေါ့ဆရာဆိုတဲ့နေရာမှာဆရာ common nouns ဖြစ်တယ်အများနဲ့သက်ဆိုင်တယ်ဘာလို့လဲဆိုတော့ဆရာဆိုတာတယောက်တည်းကိုပဲ ရည်ညွှန်းတာတယောက်တည်းပိုင်ဆိုင်တဲ့နာမည်မဟုတ်ဘူးအဲ့မှာဆရာတွေလောကမှာအများကြီးရှိတယ်အဲ့တော့ teacher ကအများဆိုင်နံဖြစ်တယ်ပြီးရင် city city ဆိုတာလည်းမြို့တွေကအများကြီးရှိတဲ့အတွက် city ဆိုတာလည်းအများဆိုင်နံဖြစ်တယ်ပြီးရင် river မြစ်မြစ်ဆိုတဲ့နေရာမှာလည်းမြစ်တွေအများကြီးရှိတယ်ဥပမာ Mississippi မြစ်တို့ပြီးရင် Nile မြစ်တို့မြန်မာပြည်မှာဆိုရင်လည်း Eyre မြစ်တို့တန်လွင်မြစ်တို့ဒါမျိုးတွေပေါ့နော်မြစ်တွေအများကြီးရှိတဲ့အတွက် river ကလည်းပါလေအများဆိုင်နံပဲဖြစ်တယ်ပြီးရင် happiness ပျော်ရွှင်မှုဒါလည်းပါလေအများဆိုင်နံနဲ့ထည့်ထားတယ်တကယ်တော့ तू က ဟိုဟာစိတ်တစားနံနေတယ်မှာပါတာပါပဲ Okay နောက်တစ်ခုက proper nouns အခုနကပြောတဲ့စိတ်တစားနံတို့ဘာလို့ညာတော့အဲ့ဒါတွေကကျွန်တော်သီးသန့်ဗီဒီယိုတွေ nouns အကြောင်းသီးသန့်ဗီဒီယိုလုံးမှာပဲအဲ့လောက်ထီအောင်သေစိတ် deeply သွားရမယ်เนาะဒီမှာကကျွန်တော်အပေါ်ယံအကြံပြင်းအနည်းချုပ်ကိုပဲပြောတာနောက်တစ်ခုက proper nouns proper nouns ဆိုတဲ့နေရာမှာကြာတော့ပုဂ္ဂလနာမ်လို့လည်းခေါ်တယ်တဦးတယောက်ထင်းနေပဲဆိုင်တဲ့နာမ်မျိုးပေါ့เนาะဥပမာ Mr. Smith Mr. Smith ဆိုရင်အများကြီးမရှိဘူးဒီပုဂ္ဂိုလ်ရဲ့နာမည်က Mr. Smith သူတယောက်ထင်းနဲ့ပဲသက်ဆိုင်တယ်နောက်တစ်ခုရန်ကုန်ရန်ကုန်ဆိုရင်လေခုန City ဆိုတာကအများဆိုင်တဲ့ဖြစ်ပေမဲ့ရန်ကုန်ဆိုတာကျတော့ proper noun ဖြစ်သွားပြီရန်ကုန်ကတခြားမြို့တွေမရှိဘူးလေနော်ရန်ကုန်တစ်ခုပဲရှိတယ်အားကြောင့်မလို့ဒါကို proper noun လို့ခေါ်တယ်ပြီးရင်မြစ်ဆိုတာက common noun ဖြစ်ပေမဲ့အေယာဝတီမြစ်ဆိုရင်တော့ဒါတူးဆိုင်နာမည်ပုဂ္ဂလနာမည် သဘောပေါက်မှာနော် ARI မြက်ကဒီမြက်ကြီးနဲ့ပဲဆိုင်နေ ARI မြက်လို့ခေါ်တာကျန်တဲ့တခြားမြက်ကို ARI မြက်လို့တော့မခေါ်ဘူးပြီးရင် Disney လို့ပါလို့ဒီလိုနာမည်တွေပေါ့ Disney ဆိုတာလည်းဒီ Disney company နဲ့ပဲဆိုင်နေဒါတွေက proper nouns တွေဖြစ်တယ်အဲ့တော့ noun ရဲ့အကြောင်းကိုရှင်းပြလို့ထင်ပါတယ်ဒါ nouns ပြီးပြီဆိုတော့ကျွန်တော်တို့ pronouns လာပြီ pronouns မှာလည်းကျွန်တော်တို့ခွဲခြားလိုက်မယ်ဟေ့ဆိုရင် subject pronoun ရှိမယ် object pronoun ရှိမယ် possessive pronoun ရှိမယ် pronoun ဆိုတာကတော့တဲ့ words that replace nouns to avoid repetition အဲ့တော့ကျွန်တော်တို့ nouns ကိုခဏခဏပြန်မသုံးချင်လို့အစားသုံးတဲ့စကားလုံးကိုကျွန်တော်တို့က pronoun လို့ခေါ်တယ်ဥပမာ subject pronoun ဆိုရင် i you he she it we they ဒါမျိုးတွေပေါ့နော်ကျွန်တော်မင်းသူသူမထိုးရာ we ကျွန်တော်တို့ they သူတို့ ဒါ subject နေရာမှာနေတဲ့ pronoun တွေပြီးရင် object နေရာမှာနေတဲ့ pronoun တွေအကြတော့ i ဆိုရင် me ပေါ့ you ဆိုလဲ you ပေါ့ he ဆို him ပေါ့ she ဆို her ပေါ့ go ဆိုတဲ့အဓိပ္ပာယ်ရရနော် me ကျွန်တော်ကို you mean ကို him သူ့ကို her သူမကို it ထိုရာကို us ကျွန်တော်တို့ကို them သူတို့ကို object နေရာမှာနေတဲ့ pronoun တွေပြီးရင် possessive pronoun ပိုင်ဆိုင်ခြင်းပြ pronoun တွေပေါ့နော် mine ငါဟာ yours မင်းဟာ his သူဟာ hours သူမဟာ hours ကျွန်တော်တို့ဟာ it's အဲ့ဒီရရဲ့ဟာမလီဘလို့ပါလားပြန်မသိ theirs သူတို့ဟာဒါတွေကဘာလဲ possessive pronouns တွေလို့ခေါ်တယ်ဥပမာကြည့်အောင် Maria loves her cat Maria ကတဲ့သူမရဲ့ကြောင်ကိုချစ်တယ်အဲ့မှာ Maria နဲ့ cat နဲ့ကိုပြန်ပြီးတော့မသုံးချင်တော့ဘူးအဲ့ကြောင့်မလို့ pronouns နဲ့သုံးတယ် she အဲ့တော့ဒီ she ကခုန Maria ကိုအစားသုံးတယ် ဘာဆို repetition မဖြစ်ခြင်းလို့နှစ်ခေါက်သုံးခေါက်ကြီး Maria ကြီးခဏခဏထပ်မြေးခြင်းလို့နော် she feeds it it ကပါလဲခုန her cat she feeds it every day နေ့တိုင်းအစာကျွေးတယ်အဲ့တော့ကျွန်တော်တို့ဒီ pronounce ကိုမသုံးဘဲနဲ့ nouns တွေနဲ့ကြီးပဲသုံးကြည့်အောင်စာကြောင်းကြီးကထောက်သွားမှာဗျဥပမာပြောပြမယ်နော် Maria loves her cat Maria feeds her cat every day တဘာဝမကြောက် ဘောက်လဲဆိုခုနမာရီယာတွေဟာကက်တွေခဏခဏထန်တယ်အဲ့လိုတွေဖြစ်မှာဆိုလို့ကျွန်တော်ကဒီ pronounce တွေကိုတုံးကြရတယ်တဲ့ဟုတ်ပြီအဲ့တော့ nouns ပြီးပြီ pronounce ပြီးပြီအခု verb အကြောင်းလာပြီဟုတ်ပြီ verb ကကြတော့ဘာတွေဖြစ်မလဲဆိုရင် action words or state of being ဒီအခြေအနေကိုပြတဲ့စကားလုံးတွေဒါမှမဟုတ်ရင်လှုပ်ရှားမှု action တွေကိုပြတဲ့စကားလုံးတွေကိုကျွန်တော်က verb လို့ခေါ်တယ်။ verb မှာအဓိကအပြင်ကျွန်တော်နှစ်မျိုးရှိတယ်။ helping verbs နဲ့ main verbs helping verbs ဆိုတာအကူကရိယာပေါ့နော်ပြီး main verbs ဆိုတာတော့အဓိကကရိယာပေါ့ helping verb မှာဘာဒီ၄မျိုးရှိတယ်အောက်က၄မျိုးဘာတွေလဲဆိုရင် verb to be verb to be ဆိုတာကတော့ am is are was were be being been ဒါတွေကို verb to be လို့ခေါ်တယ်ပြီး verb to do do does did ဒါ verb to do ပြီး verb to have has have had ဒါတွေက verb to have တွေပြီး modal verb တွေ modal verb ဆိုတာ can could share should where would may might met must sorry ဒါတွေကို helping verbs တွေလို့ခေါ်တယ် main verbs ကကြတော့ကျွန်တော်တို့၃မျိုးရှိမယ် action verbs တွေရှိမယ် action ဆိုတာကျွန်တော်တို့မြင်တွေ့လို့ရတယ်လှုပ်ရှားမှုတွေပေါ့ဗျာ run တို့ eat တို့ speak တို့ဒါတွေ action တွေပြီးရင် linking verb တွေရှိမယ် linking verbs တွေကအများသောအားဖြင့်ကျွန်တော်တို့ဘာတွေဖြစ်ကြမလဲဆိုရင် verb to be တွေဖြစ်တယ် verb to be တွေဆိုတာ am is are was where ဒါမျိုးတွေပေါ့နော်ပြီးရင် five senses five senses လို့ခေါ်တယ် look တို့ seem တို့ပြီးရင်ပါလေ smell တို့ဒီအာယုံ၅ပါးနဲ့သက်ဆိုင်တဲ့စကားလုံးတွေပေါ့နော်ဒါတွေကိုဒါတွေက linking verb အဖြစ်အလုပ်လုပ်ဆောင်နိုင်ကြတယ်ပြီးရင် state verb state of being ပေါ့ဗျာ thoughts တို့ opinion တို့ဒါမျိုးတွေအဲ့ဒီတော့ဒီမှာလဲကျွန်တော် verb အကြောင်းကဒီ slide လေးနှစ်ချက်သုံးချက်လောက်နေရာမပြည့်စုံဘူး verb အကြောင်းကိုသီးသန့် deeply ရှင်းပြထားတဲ့ဗီဒီယိုတစ်ခုရှိတယ်ကျွန်တော် channel မှာပဲ link ထည့်ပေးထားမယ် ိုက် link မှာသွားပြီးတော့မှ vef အကြောင်းကိုသွားပြီးတော့မှလေ့လာလို့ရတယ် okay เนาะဒါကကျွန်တော်အနည်းချုပ်ကိုပြောနေတာဖြစ်တဲ့အတွက်အဲ့တော့ဘာသတိထားမလဲဆိုတော့ it can't be a sentence without a verb verb ကအဲ့ဒီလောက်ထိအောင်ကိုအရေးကြီးတယ် verb မပါဘဲနဲ့ sentence တစ်ကြောင်းတိဆောက်လို့ရကိုမရဘူးအဲ့ဒါမှတ်ထားမယ်ဟုတ်ပြီเนาะ sentence တစ်ကြောင်းမှာအနည်းဆုံး verb တစ်လုံးလိုတယ်တခြားဒီ8 part of speech တဲကဘာမှမပါရင်နေပါစေ verb တစ်လုံးတော့လိုဖို့လိုတယ် ် valve ကအဲ့လောက်ထိအောင်အရေးကြီးတယ်။ရမယ်နော်။ Okay ဒီ valve ကဒါကျွန်တော်ကဒါ superficially ပဲဒါ summarize လုပ်သွားတာ။ဆိုတော့အပိုပြောမှထည့်ဝင်ဝင်သိကြရင်နော်ကျွန်တော် channel မှာတင်ထားတဲ့ valve အကြောင်းအရှင်းဆုံးပြောမယ်ဆိုတဲ့ video မှာတွားပြီးတော့လေ့လာလို့ရတယ်။ကျွန်တော် description ထဲမှာလည်း link ထည့်ပေးထားမယ်။အဲ့တော့ verb အကြောင်းကိုပြောပြီးဟဲ့ဆိုရင် happy verb to main verb to နဲ့တွေမပြီးဘူးဘာလို့ပါဆက်ပြောရမလဲဆိုရင်ကျွန်တော် verb tenses တွေအဲ့ဒီတော့အဲ့ဒီ verb tenses ဘယ်နှမျိုးရှိသလဲဆိုရင်ကျွန်တော်တို့ 12မျိုးရှိတယ် tenses 12မျိုးရှိတယ်အဲ့ဒီ tenses 12မျိုးကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုသီးသန့်လုပ်ထားတယ်တနားရီလောက်တော့ကြာတယ် tenses 12မျိုးလုံးကိုရှင်းထားတာဖြစ်တဲ့အတွက်အဲ့ဒီဟာကိုလည်းကျွန်တော် link ထည့်ပေးထားတယ်တွားပြီးတော့မှကြည့်လို့ရတယ် okay နော် verb change to show one action happens အဲ့တော့ verb တွေကတဲ့ ဘယ်အချိန်တုန်းကဖြစ်ခဲ့တာလဲဆိုဖြစ်တာလဲဆိုတာဒီပုံမှာမူတည်ပြီးတော့မှ tenses တွေကွဲသွားတယ်ပေါ့เนาะဥပမာအတိတ်မှာဖြစ်ခဲ့တာဆိုရင်ဒီမှာ she walked တို့ she ate တို့အခုပြစ္ဆုတ်ပံကာလမှာဖြစ်တာဆိုရင် i walk i walk she eat ဟုတ်ပြီเนาะဒီမှာ past ဆိုရင် i walked she ate present ဆိုရင် i walk she eats future အနာဂတ်မှာဆိုရင်တော့ i will walk she will eat ကျွန်တော်လမ်းလျှောက်မယ်သူမစားမယ်ဒါမျိုးတွေပေါ့เนาะဒီလို အချိန်ကာလအသုံးခုပဲရှိတယ် past ရယ် present ရယ် future ရယ်ဒါပေမဲ့အခြေအနေနောက်ထပ်၄မျိုးနဲ့ဒီ၃နဲ့မြောက်လိုက်တော့၁၂မျိုးရတယ်အဲ့ဒါကို verb tenses ၁၂မျိုးလို့ခေါ်တယ်အဲ့ကောင်နေယူတီးတဲ့ကျွန်တော်ဗီဒီယိုလုတ်ပေးထားတယ်အားလေးတွက်ကြည့်လို့ရတယ် okay နော်ဒါဆိုရင်တော့ verb ကိုတော့ဒီလောက်နဲ့ပဲနေကုန်ချုပ်လိုက်တော့မယ်အဲ့တော့ကျွန်တော်တို့ဘာတွေပြီးပြီလဲဆိုရင် nouns ပြီးပြီ pronouns ပြီးပြီအခု verb လည်းပြီးပြီဆိုတော့ adjective adjective ကဘာလဲဆိုရင်ね words that describe or modify nouns အဲ့တော့ nouns ကိုပို့ပြီးတော့မှ describe လုပ်ပေးတယ်ပေါ်ပြပေးတယ်ပေါ့နော် information တွေထပ်ထည့်တယ်အဲ့ဒါမျိုးစကားလုံးကိုကျွန်တော်က adjective လို့ခေါ်တယ်ဥပမာ color တွေလည်းဖြစ်နိုင်တယ်ဥပမာ apple ဆိုတဲ့ noun ကို blue apple လဲဆိုပြီးတော့မှပြောလိုက်တယ် red apple အနီရောင် apple စာလို့ဆိုရင်တော့အနီရောင်ရှိသော apple ပေါ့ blue sky အပြာရောင်ကောင်းကင် green grass အစိမ်းရောင်မြက်ခင်းโอเคเนาะပြီးရင် size တွေလည်းဖြစ်နိုင်တာပဲ big house အိမ်အကြီး small mouse ကျွတ်သေးသေးလေး tall tree တပင်အရှိကြီးတပင်အမြင့်ကြီးပေါ့ပြီးရင် quality ဖြစ်နိုင်တယ် beautiful flowers အရေးအသွေးပေါ့နော် quality ဆိုတာအရေးအသွေး beautiful flower လာတဲ့ပန်းလေးတွေ ugly bug bug ဆိုတာအဘိုးကောင် ရုပ်ဆိုးတဲ့ရုပ်ဆိုးပန်းစိုးပိုးပေါ့ clean room တန်ရှင်းတဲ့အခန်းပေါ့နော်ပြီးရင် quantity တွေလည်းဖြစ်နိုင်တယ် quantity ဆိုတာအရေအတွက်အဲ့တော့ quality ဆိုတာအရေအသွေး quantity ဆိုတာအရေအတွက် many books စာအုပ်တွေအများကြီး few cars garnerly some water ရေအချို့စတဲ့အရေအတွက်တွေလည်းဖြစ်နိုင်တယ်တဲ့ okay နော် adjective ကလည်းတကယ်တမ်းပြောကြကြည်ဆိုရင် adjective တွေအများကြီးခွဲချလို့ရတယ်ဒါတွေကတော့အများဆုံးအတွေ့ရများတဲ့ adjective တွေပေါ့နော် okay အဲ့တော့ example ကြည့်ကြအောင် adjective ကအဲ့တဲ့ the tall girl ate a delicious mango အဲ့တော့ဒီမှာ tall နဲ့ delicious နဲ့ကဘာလဲဆိုရင် adjective ပဲအဲ့အဲ့နှစ်ခုကိုဖြုတ်ပြီးတော့မှကျွန်တော်တို့ဖတ်ကြည့်အောင် the the girl ate a mango ကောင်မလေးတရားကို တည့်ရတီးစားခဲ့တယ်။သိပြီးတော့မှ sentence ကစိတ်ဝင်စားဖို့မကောင်းဘူး။အဲ့တော့ဘလိုကောင်းမလေးလဲဘလိုတည့်ရတီးလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းအောင်ထပ်ပြီးတော့ elaborate လုပ်လိုက်တယ်။ The tall guy ate a delicious mango. အရင်မြင့်မြင့်ကောင်းမလေးတယောက်ကအရသာရှိတဲ့ mango တည့်ရတီးကိုစားခဲ့တယ်။ဆိုတော့ဒါပို့ပြီးတော့မှ information တွေထပ်ပြီးတော့မှများသွားတယ်။ပို့ပြီးတော့မှစိတ်ဝင်စားဖို့ကောင်းသွားတယ်။အသေးစိတ်သွားတယ်။ဒါမျိုးကိုကျွန်တော်က adjective လို့ခေါ်တယ်။ရမလားအဲ့တော့ကျွန်တော်တို့ဒါဆိုရင် လေးခုပြီးသွားပြီ nouns ရယ် pronouns ရယ်ပြီးရင်အာ verb ရယ် adjective ရယ်ဟုတ်ပြီအဲ့တော့ a part of speech ကိုလေးမျိုးပြီးပြီဟုတ်ပြီထပ်ပြီးတော့မှမသွားခင်ကျွန်တော်ကြော်ညာဝင်အောင်မယ်ဒါကတော့ကျွန်တော်ရဲ့ English grammar course ပါအဲ့တော့ English grammar ကိုလုံးဝအသုံးဝင်တဲ့ English grammar ပေါ့နော်ကျွန်တော်တို့အရင်ကြီးတအားကြီးမသုံးတဲ့ English grammar တွေမဟုတ်ဘူး essential grammar in use ဆိုတာလုံးဝသိတဲ့သိကိုသိရမယ် English grammar တွေ ီ English grammar တွေကိုကျွန်တော် online course လေးတစ်ခုလုပ်ထားရတယ်။ video ပေါင်းစုစုပေါင်း135ခုပါတယ်။ lesson ပေါင်း135ခုပေါ့နော်။ exercise တွေလည်းအများကြီးပါတယ်။တကယ်လို့ဒီသင်တန်းတက်ချင်တယ်ဆိုရင်တော့ကျွန်တော်အဲ description ထဲမှာထည့်ပေးထားတဲ့ link မှာလာပြီးတော့မှလာပြီးတော့ join ပြီးတော့မှသင်တန်းလာပြီးစုံစမ်းလို့ရတယ်။လာပြီးတော့မှသင်တန်းမေးလို့ရတယ်ပေါ့နော်။ပြီးရင်ကျွန်တော်ကိုစာမေးလို့လည်းရတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့သင်ခန်းစာဆက်သွားရအောင်။ဆက်ပြောမယ် adverb adverb ဆိုတာက ဘာကိုသွားပြီးတော့မှကိုစားအထူးသွားပြူတာလဲဆိုရင်ကျွန်တော်တို့ကရိယာကို verb ကိုသွားပြီးတော့မှအထူးပြူတာပြေးတယ်ဘလို့ပြေးတာလဲမြန်မြန်ပြေးတယ်ပြေးတယ်ဘယ်ချိန်တုန်းကပြေးတာလဲမနက်တုန်းကပြေးတယ်ပြေးတယ်ဘယ်မှာပြေးတာလဲပန်းခြံထဲမှာပြေးတယ်ဟုတ်ပြီနော်အဲ့လိုမျိုးပေါ့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဘာကြီးလဲဆိုရင် adverb တွေလို့ခေါ်တယ်ခုန nouns ကိုသွားပြီးတော့မှအထူးပြုတဲ့ကောင်ကို adjective လို့ခေါ်တယ်အခု verb ကိုသွားပြီးတော့အထူးပြုတဲ့ကောင်ကို adverb လို့ခေါ်တယ်သဘောပေါက်မလားဥပမာကြည့်အောင် she runs quickly သူမမြန်မြန်ပြေးတယ် we met yesterday ငါတို့ဆုံခဲ့တယ်ဘယ်တော့ဆုံတော့မနေ့ကဆုံတယ် it's hot အရန်ပူတယ် it's very hot အရန်ပူတယ် it's hot ဆိုတာပူတယ် it's very hot အရန်ပူတယ်အဲ့တော့ပြောချင်တာက adverb ကများသောအားဖြင့်ကျွန်တော်တို့က verb ကို modify လုပ်ပေးမယ်တခါတလေမှာ adjective တွေဒါမှမဟုတ် other adverb တွေကိုလည်းထပ်ပြီးတော့မှ modify လုပ်တဲ့အခြေအနေရှိနိုင်တယ်ဥပမာဆိုရင်ဒါ ဒီမှာဆိုရင် very hot ဒီ hot က adjective ကြီး verb မဟုတ်သူ့ကိုလည်းအရန်ပူတယ်ဆိုတာကိုဖြစ်အောင်လို့သူကထပ်ပြီးတော့မှအထူးပြုထည့်တာ very hot ဒီကောင် adjective ကို modify လုပ်ပေးတာဟုတ်ပြီနော်အဲ့တော့တခြား other adverb ကို modify လုပ်တာမျိုးဆိုရင်ကျွန်တော်ဒီမှာ example ထည့်မထားလို့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုဥပမာပထမအောင်စာကြောင်းလို့ပဲ she runs quickly သူမလင်းလင်းမြန်မြန်ပြည်တယ်အဲ့မှာဂျားထဲမှာ2ထည့်ပေးလိုက်ဗျ she runs too quickly အရန်ကိုလေးလေးမြန်မြန်ပြေးတယ်အဲ့တော့အဲ့ဒီ to to ကလည်း adverb ပဲသူကဘာလို့သွားပြီးဟို modify လောက်တာဆိုတော့ဒီ quickly ကို modify သွားလောက်တာလေးမြန်မြန်လေးမြန်တာမဟုတ်ဘူးအရန်ကိုလေးလေးမြန်မြန်သဘောပေါက်ပါတော့အဲ့တော့ common adverb type တွေကိုကြည့်ရအောင်နဲ့ common adverb type တွေကဘာလဲဆိုရင် manners ဖြစ်မယ် adverse of manner လို့ခေါ်တာပေါ့နော် manner ဆိုတာအပြုမူဥပမာ slowly လို့ဖြည်းဖြည်းလို့ carefully လို့ခရုတစိုက်လို့ loudly ရိုကျဲလောင်စွာရို well တို့ကောင်းမွန်စွာရို့ပေါ့နော်ဒါ adverb of manner တွေပြီးရင် time adverb of time အချိန်ကိုပြောတာပေါ့နော်ဘယ်တော့မှလဲဆိုတာ now အခု soon မကြာခင် yesterday မနေ့က always အမြဲတမ်းဆိုတာမျိုးတွေပေါ့နော်ပြီးရင် place နေရာဘယ်နေရာမှာလဲဆိုတာမျိုးပေါ့နော် here ဒီမှာ there ဟိုမှာ everywhere နေရာတကာ outside အပြင်ဘက်ပြီးရင် degree တွေရှိမယ်ဘယ်လို degree လဲဆိုရင် how much ဘယ်လောက်ထိအောင်ဆိုတာမျိုးပေါ့နော် very တို့အရန်တို့ too တို့အရန်အရန်အလွန်မင်း extremely လုံးဝကိုအလွန်မင်း quite တော်တော်လေးဒါ degree တွေ adverse of degree တွေပြီးရင်နောက်ထပ် adverse of frequency တို့ဘာလို့လဲရှိသေးတယ်အဲ့ကောင်ကဒီမှာ adverse of time နဲ့မှာပဲ always ဆိုတာတွေ့ရနော်အဲ့ဒါ adverse of frequency အသေးစိတ်ထပ်ခွဲမယ်ဆိုရင် adverse of frequency ထဲမှာပါတယ် အဲ့တော့ဒီ adverb အကြောင်းကိုလည်းအသေးစိတ်သိကြရင်တော့ဗီဒီယိုတစ်ခုလောက်ထားတာရှိတယ် link ထည့်ပေးထားတယ်တွေ့ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ဗီဒီယိုတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာဆိုတော့တကယ်လို့ကျွန်တော် YouTube channel အားလုံးမှွေနောက်ပြီးသွားရင်အင်္ဂလိပ်စာတော်တော်လေးရသွားပြီလို့ပြောလို့ရပါတယ် okay အဲ့တော့ adverb adverb အကြောင်းကိုပြီးတော့ကျွန်တော်တို့ prepositions ကိုတွေ့မယ်ဟုတ်ပြီ prepositions preposition အငငယ်တော့လို့အတန်းထွက်နေသွားမှထွက်နေနော် proposition လို့ပါတော့မဟုတ် prepositions ဟုတ်ပြီ prepositions ဆိုတာက small words ဆိုတာကလုံးသေးသေးလေးတွေ that show position နေရာပြတယ် direction ဥတီချက်ကိုပြတယ် time အချိန်ကိုပြတယ် or relationship ဒီဆက်ဆံရေးကိုပြတယ်စကားလုံးတွေဒါတွေကို prepositions လို့ခေါ်တယ်ဥပမာ position ကိုပြတဲ့စကားလုံးတွေဆိုရင် in လို့ on လို့ under လို့ above လို့ပြင်ပါလေ between လို့ဒါမျိုးပေါ့နော် position ကိုပြတယ်ပြင် direction ဥတီယာကိုပြတယ် prepositions တွေက to လို့ from လို့ toward လို့ ပြီးရင် through လို့ပြီးရင် into လို့ဒါမျိုးတွေပြီးရင် time အချိန်ကိုပြတဲ့ prepositions တွေက at တို့ on တို့ in တို့ during တို့ before တို့ after တို့ဒါမျိုးတွေပေါ့နော် okay အဲ့တော့အဲ့ prepositions နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားတယ် in on at ကိုဘယ်လိုမှန်မှန်ကန်ကန်သုံးရမလဲဆိုတာကိုဗီဒီယိုတစ်ခုလုပ်ပေးထားတယ်ထုံးစံတိုင်းပဲ description ထဲမှာ link ထည့်ပေးထားတယ် okay notice ဘာတွေသတိထားရမလဲဆိုရင် prepositions always have an object after them အဲ့တော့ prepositions မှာ preposition ရဲ့အနောက်မှာ object အများအားပါတယ်တခုခု Okay နော် the cat is on the table the cat is on ဆိုရင်ဘာကြီးလဲမပြည့်စုံအဲ့ကြောင့် the cat is on the table ကြောင်ကသပွဲပေါ်မှာ we'll meet at 3 o'clock 3နာရီမှာငါတို့စုံမယ် she walked to school သူမကျောင်းကိုလမ်းလျှောက်သွားတယ် ရမယ်နော်အဲ့တော့ prepositions ရဲ့အနောက်မှာ object အမြဲတမ်းပါရမယ်ဒါမှတ်ထားဖို့လိုပဲနော် okay ဒါဆိုရင် prepositions လည်းရပြီအဲ့တော့အဲ့တော့ကျွန်တော်တို့ conjunction ကိုကြည့်ရအောင် conjunction မှာက conjunction ကဘာလို့ကိုလောက်တာလဲဆိုရင် join words phrases or sentences အဲ့တော့စကားလုံးတွေကိုဆက်တယ်စကားစုတွေကိုဆက်တယ်ဒါမှမဟုတ်ဝါကျတွေကိုဆက်တဲ့ကောင်တွေကို conjunctions လို့ခေါ်တယ် conjunctions ကဘယ်လိုစကားလုံးမျိုးတွေလဲဆိုရင် conjunctions မှာနှစ်မျိုးရှိတယ် coordinating conjunctions နဲ့ subordinating conjunctions ဆိုပြီးတော့မှာနှစ်မျိုးရှိတယ် coordinating conjunctions ကတော့ရှင်းတယ်ဘာလဲဆိုရင် for and nor but or yet so အဲ့ဒါကိုဘယ်လိုမှတ်လိုက်ရရလဲဆိုတော့ရှေ့စကားလုံးလေးလေးကြီးပဲယူပြီးတော့ fan boys လို့မှတ်ထားလိုက်ရပြီအဲ့ဒီခုနှလုံးပဲရှိတယ် f a n b o y s fan boys ဒီတိုင်းပဲမှတ်ထားလိုက် ပြီး subordinating conjunctions ကကြတော့ဘာလဲဆိုရင် because to since to if to as long as to ဒါမျိုးတွေအများကြီးပဲပေါ့နော် subordinating conjunctions ကတော့အများကြီးရှိတယ်ဟုတ်ပြီဒါတွေကို subordinating conjunctions နဲ့ coordinating conjunctions အကြောင်းကိုကျွန်တော် YouTube channel မှာမတင်ရသေးပေမဲ့ကျွန်တော်ရဲ့ Facebook မှာတော့မကြာခဏရေးတင်နေရှိတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ exercise တွေလည်းတင်ထားတာရှိတယ်ကျွန်တော် Facebook ကိုလည်း သိကြမှာမှာတကယ်လို့မသိရင်လည်းလာမေးလက်ကျွန်တော်အမှ link ချပေးထားမယ်ရမယ်နော်ဒါတွေကိုအသေးစိတ်အသေးစိတ်သွားမယ်ဟေးဆိုရင်တော့အများကြီးပဲဒီ conjunctions အကြောင်းကိုပြောဖို့อ่ะဟုတ်ပြီအဲ့တော့ဗာဒရီထားမှာလဲဆိုရင်ね connects equal ideas show contrast or show reason အဲ့တော့ဒီ idea တွေသွားပြီးတော့မှဆက်ပေးတယ် idea တူတာတွေကိုဆက်ပေးတယ်ဒါမှမဟုတ်လဲစန့်ကျင်ဘက်တွေပြတယ်ဒါမှမဟုတ်ရင်အကြောင်းပြချက်ကိုပြတယ်ဒါမျိုးတွေကိုကျွန်တော်ဟိုက ဆက်တဲ့ကောင်တွေကိုကွန်ဂျန်ရှင်လို့ခေါ်တယ်ဥပမာဆိုရင် I like tea and coffee ဒါဆိုရင် equals idea နှစ်ခုကိုဆက်လိုက်တာ tea and coffee tea or coffee ရောကြိုက်တယ်တဲ့နောက်ပြီး contrast ကိုပြတယ် she's tired but happy သူမပင်မနေတိုင်းပဲပျော်တယ်ဟုတ်ပြီနော်ပင်မနေတာနဲ့ပျော်တာနဲ့ contrast ဖြစ်နေတယ် okay နောက်တစ်ခု stay home because it's rainy stay home ဆိုအိမ်မှာနေ because ဘာဖြစ်လို့လဲ it's rainy မိုးရွာနေတယ်တဲ့မိုးရွာနေလို့အိမ်မှာနေခိုင်းတာဒါ reason ကိုပြတာဟုတ်ပြီ ဒါရီယာ conjunctions တွေအဲ့တော့ conjunctions ကဒီလောက်နဲ့ပြီးမသွားဘူးเนาะတကယ်လို့ဆက်ပြီးတော့မှ coordinating conjunctions ကဘာလဲ subordinating conjunctions ကဘာလဲဆိုတာကိုသိချင်တဲ့ဟိတ်ဆိုရင်အဲကျွန်တော် Facebook မှာလာကြည့်လို့ရတယ်ဒါပေမဲ့ဒီ conjunctions အကြောင်းရယ်လို့မဟုတ်ဘဲね sentence အမျိုးအစားများဆိုပြီးတော့မှကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားတာရှိတယ်ဒီ YouTube မှာပဲအ အဲ့ဒီမှာဒီအဓိက sentence type တွေကွဲတော့တာဒီ conjunction တွေကြောင့်မလို့ကွဲတော့တာပဲဥပမာ simple sentence compound sentence complex sentence compound complex sentences ဆိုတာဒီ conjunction တွေကြောင့်မလို့အဲ့ဒီ sentence type ၄မျိုးကွဲထွက်သွားတာအဲ့ဒီ video တွားကြည့်ရင်လည်းဒီ conjunctions တွေအကြောင်းနားလည်သွားလိမ့်မယ်ကျွန်တော် link ထည့်ပေးထားမယ်ဟုတ်ပြီနော်နောက်ဆုံးတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ interjection တော့ interjection ကတော့အရန်လွယ်တယ်။ဘာလဲဆိုရင်အာမေဒိတ်တွေပဲ။အာမေဒိတ်ဆိုတာမြန်မာမှာလည်းရှိရလေ။ဟဲတို့ဟာတို့ဟိုးတို့အဲတို့အမလေးတို့ဒါမျိုးတွေ interjection တွေပေါ့နော်။ English English မှာလည်းသူက language ဖြစ်တဲ့အတွက်ကျွန်တော်တို့ interjection တွေရှိတယ်။ wow တို့ဒါမျိုး surprise ကိုပြတာပေါ့နော်။ and aura မျိုးပြီးပြီး ouch nine aura မျိုးပဲပေါ့နော်။ yay ဆိုတာမျိုးကပါလေ။ ပြောရင် order မျိုးတွေပြီးရင်နောက်တဲ့အခြား interjection တွေလည်းရှိသေးတယ်။ဘာတွေလဲဆိုရင် hey တို့ hmm တို့ oops တို့ hurray တို့ ah တို့ ah တို့ဒါမျိုးတွေပေါ့နော်။အဲ့တော့များသောအားဖြင့်အ interjection တော်တော်များများကနောက်မှ exclamation mark လေးနဲ့အဆုံးသတ်လေးရှိတယ်။ဟုတ်ပြီ။အဲ့တော့ video အဆုံးထိကြည့်ပြီးသွားပြီဆိုရင်ကျွန်တော် comment မှာတစ်ခုခုရေးခဲ့ပေးပါအောင်။ဒါမှမဟုတ်ရင်စာမေးစရာရှိရင်မရှင်းတာရှိရင်လည်း မေးကလို့ရပါတယ်ကျွန်တော်အချိန်ရရသလိုအလင်းသိရင်သိတယ်လို့ဖြေပေးထားပါမယ်ပြီးတော့ဒီကျွန်တော် English grammar course လေးကိုလည်းလာပြီးတော့ join လို့ရပါတယ်ဒါပထမဆုံးကျွန်တော်လုပ်ထားတဲ့ course ပါနောက်ထပ်လည်း course တွေဆက်ပြီးတော့လုပ်ဖို့ရှိပါတယ် thanks for your support guy thank you very much see you in the next video bye